ငလင်လှုပ်ခတ်ပြီးတပတ်ကျော်ကြာလာသည့်အချိန်၌မန္တလေးတွင်လုပ်ငန်းများနလန်ထောက်ဆပြုလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြမပြည်ရဲ့လေပိုင်းမှာပြင်းအား9တမ9အဆင့်ရှိတဲ့မြင်းငလင်ကြီးလှုပ်ခတ်ပြီးတပတ်ကျော်အကြာမှအထီးခိုက်ခံရဆုံးမန္တလေးမြို့မှာနလန်ထဆပြုတဲ့ရိရောင်များမြင်လာရပြီးစီးပွားရေးလုပ်ငန်းများပြန်လည်ဖွင့်လှစ်လာခါငလင်သန်းတင်သေးတာအခမ်းများနေရာချထားခြင်းများတွေ့လာရပါသည် ရှောက်ဖွေကေဆေးလုပ်ငန်းများဆက်လက်လုံဆောင်နေတဲ့ကြားခါစီးပွားရေးများတပြေးပြေးချင်းပြန့်ဖွင့်လာကြပြီးစတိုးဆိုင်သဆိုင်ဆိုရင်ဧပြီတရက်နေ့ပြန့်ဖွင့်တဲ့ကဝယ်သူနှစလောက်ဖြစ်လာပါအထိမရှိမဖြစ်အသုံးဆောင်တွေအစာအစာတကိုရေးပစ္စည်းများမူလအခြေအနေပြန်ရောက်လာပါအထိတတိဆိုင်စပိညာဆိုင်တို့လိုအခြားလုပ်ငန်းတွေလည်းပြန့်ဖွင့်လာကြပါပြီ။ ဒါပေမဲ့ဒေသခံအများပြားမှာအခက်အခဲများကြုံနေရဆဲဖြစ်ကမန္တလေးအနောက်ပိုင်းဒေသတစ်ခုမှာဆိုရင်နေအိမ်သားစင်ခန့်ပြက်စီးနေကလူများအပြင်ထွက်အိတ်ဆက်ချရပြီးမိုးကြိုးမုန်တိုင်းတွေကြောင့်ခူလုံစရာတွေရှောက်ဖွေလာရပြန်ပါတဲ့ တရုတ်ကဲဆေးရေးအဖွဲ့များရဲ့ကိုအညီဖြင့်အကစားကွင်းတွေနားမှယာယီရွှေပြောင်းနေရာနှစ်ခုကိုတနင်္ခနွေနေ့ကဖွင့်ပေးခဲ့ခါဒဲပေါင်း160ပြင်ဆင်ပေးထားသဖြင့်ရွှေပြောင်းဒူပေါင်း600ကျော်အတွက်ခိုးလုံစရာ ပြုလုပ်ပေးထားပါထိတ်တရုတ်ဆောင်းလုံရေးကျွမ်းကျင်သူများကမန္တလေးရှိအဆောက်အုံပေါင်း900နီးပါးကိုဘေးကင်းစိတ်ချရေးအတွက်ကဲဖြတ်စစ်ဆေးပေးထားပါတယ်။ ဒါအပြင်တရုတ်မှလူသားချင်းကူညီမှုတတိယအတုပ်လည်းရောက်ရှိခဲ့ပြီးတဲများမိသားစုသုံးပစ္စည်းများအိယာနယ်ဆောင်များအပါအဝင်ပစ္စည်းပေါင်း9000နီးပါးပါဝင်ပါတယ်တရုတ်ကဲဆဲရေးတွေကအမြဲအစင်တင်ရှိချောင်းငလင်သတင်းထွက်ပေါ်ပြီးနောက်အလျံမြန်ဆောင်ရွက်လာချချောင်းအလွန်ကျေးဇူးတင်မိပါချောင်းဒေသခံလဝါပေးတအူးကထုတ်ဖော်ပြောဆိုသွားပါတယ်လို့ သိရပါတယ်ရှင်။